ကျွန်တော်လာမယ့်နေ့ပေါ့1389မြန်မာနေ့1389အတွက်ကျွန်တော်အခု900တာမီတနစ်စာဟောကင်းလေးတွေစတော့နေရောဟိုတွက်ပြီးကျွန်တော်ဟောစတန်းရေးပေးမှာပေါ့အဲ့ဒီမရေးပေးခင်လောတဲ့တိတဲ့တဲ့ဟာလေးတွေချက်ပြောမှာပြောမှာအဓိကကျမ်းမာရေးတာလူတယောက်မှာကျမ်းမာရေးတိတ်တိကကြတယ်ကျွန်တော်ကိုယ်တိုင်လည်းကျမ်းမာရေးတစ်နှစ်လောက်တစ်ချောင်ချောင်ဖြစ်နေတာဖြစ်တဲ့အတွက်ကျမ်းမာရေးကိုစိတ်ပူတယ်ပေါ့နော်စိတ်ပူတယ်ကျွန်တော်ကိုယ်တိုင်ကကိုယ်ကျမ်းမာရေးကိုကြည့်တယ်ကျွန်တော်အလုံးမလုံးနိုင်မင်းနဲ့အချို့ရက်တွေမှာအရန်ပင်မန်းတာတွေခေါင်းရန်ကြိုက်တာတွေ နော်နှစ်ရက်သုံးရက်လောက်ခေါင်းကိုက်နေတာမျိုးတွေမလုံးမလုံးနိုင်ပဲဝိဖြစ်နေတာမျိုးတွေအခြားအခြားနော်ဟို personal နေနေဆန်တဲ့ချုပ်နေရာတွေမှာအခြားလူတွေအတွက်အစိမ့်နောက်ရှက်ဖြစ်မဲ့ယောဂါတွေလည်းကျွန်တော်အများကြီးဖြစ်တယ်ဗောနော်အများကြီးဖြစ်တယ်တော့ကျောင်းမိုင်းနဲ့ပတ်သက်ဒီတစ်နှစ်လုံးကျွန်တော်မကောင်းအလုပ်တွေမလုပ်နိုင်ဘူး message မှာစာတွေကိုကျွန်တော်အကုန်မပြန်နိုင်ဘူးချုပ်လူတွေစိတ်ပြတ်သွားတာတွေအများကြီးကြုံရတယ်အဲ့တော့ကျောင်းမိုင်းနဲ့ပတ်သက်တိတ်ရေးကြည့်တယ်သူကကျောင်းမိုင်း ခြေနေမကောင်းစီးပွားရေးလည်းခြေနေမကောင်းလူမှုရေးလည်းခြေနေမကောင်းပညာရေးလည်းခြေနေမကောင်းဘူးငွေကြေးလည်းခြေနေမကောင်းဘူးကျောင်းမကြီးရော့တာနဲ့အကျန္တာကုန်ရက်တာပဲနော်အဲ့တော့လာမဲ့1380ခွန်1380ခွန်ဆိုတာဒီတကြံကြော်ပြီးအတက်နေကြော်ပြီးနှစ်ဆန်တရက်တရက်စပြီး1380ခွန်ပြောင်းတာ1380ခွန်ပြောင်းတာဒါဆို1380ခွန်ဆိုတာကမြန်မာနှစ်ကူမလို့တော့ဘူးကံကအခုစပြီးတော့ ဟိုတပေါင်းတကူးဆိုစတက်ရောက်တော့မှာတက်ရောက်နေပြီလို့တော့ပြောလို့ရတယ်အဲ့တော့လာမဲ့တကြံကစလို့တနစ်စာနေနံနေအလိုက်ကျမကြီးတွေတစ်ချက်ပြောပြခြင်းလားအဲ့တော့1389နဲ့ရောက်လာပြီဆိုတင်းကလေးသားသမီးတွေအနေနဲ့ကျမကြီးအရင်စူးစူးဝါးဝါးမရှိဘူးဗျစူးစူးဝါးဝါးတော့ကျမကြီးညံ့နေတာမရှိဘူးပေါ့ပါပါယောဂါလေးတွေဖြစ်မယ်ဖြစ်နေကြယောဂါလေးတွေကိုယ်ဝင်လဲဖိဖိနဲ့တတ်တာဝင်ရမယ် ကျမကြီးနဲ့ပတ်သက်ပြီးအရင်နှစ်ကစိုးနေတဲ့ကျမကြီးအញ្ញံအဆိုးလေးတွေယော့သွားမယ်။ယောဂရှာဖွေလို့ကောင်းတယ်။ယောဂရှာဖွေလို့ကောင်းတယ်ဆိုတော့ယောဂတွေ့ပြီးအနာနဲ့ဆေးတွေ့ပြီးကုသလို့ကောင်းတာ။ဒါကြောင့်ပဲဆေးရုံဆေးခန်းသွားမယ်လိုအပ်တဲ့ဟာလေးတွေစစ်ဆေးတာမျိုးတွေမက်ဒီကယ်ချက်ကလောက်တာမျိုးတွေလုပ်ပြီးတော့စေစာစေတောက်လုပ်မယ်ဆိုရင်ကျမကြီးနဲ့ပတ်သက်ပြီးပို့ပြီးအားရရနေထားမျိုးဖြစ်တာဖြစ်တဲ့အတွက်ကျမကြီးနဲ့ပတ်သက်ရင်တော့ဒါရှင်းပြောအောင်အញ្ញံကြီးညံ့နေတာမျိုးတော့တင်းလွေသားမိတွေမှာမရှိဘူးဆိုတာတွေ့ရတယ်။အမှဘာထက်တွေ့ရလဲဆိုတော့တင်းလွေသားမိတွေနေနေနည်းနည်းလေး ျော်စရာလေးတွေဦးစားပေးရင်ပိုပြီးကျန်းမာတယ်လို့ပြောတယ်။ဒါကြောင့်ပျော်ပစားထွက်ပေးတာမျိုးစိတ်ချမ်းသာနေတာမျိုးပေါ့ပေါ့ပါလေးနေတာမျိုးအရန်ကြီးတာဝန်နေအရန်ကြီးဝင်နေမိသားစုကိစ္စတွေအရန်ပခုံးပေါ်တင်ထားတဲ့လူတွေအတွက်တော့စိတ်ထောင်းကိုကြည်ဆိုသလိုကျန်းမာရင်ညံ့နိုင်တယ်။ဒါကြောင့်တင်းလူသားမိတွေကပျော်ပျော်နေပါ။စိတ်ညစ်စရာတွေကိုလည်းအပျော်နဲ့ကူပြောင်းပြီးစဉ်းစားပါ။အော်ဒီစိတ်ညစ်စရာဘာမှမဟုတ်ပါဘူး။ဟိုလူတွေနဲ့ရှင်လိုက်ရင်ငါစိတ်ညစ်စရာငါဒုက္ခငါတောကဆိုတော့ဘာမှမဟုတ်သေးဘူး။ ။ဟာဒီလောက်ဒုက္ခရောက်တာတော်သေးတယ်။ဟိုလူတွေဆိုဒီထက်ဆိုးသွားတာ။အဲဒီလိုမျိုးလေးကိုဖြည့်သွေးပါ။ဒါဆိုရင်တင်းကလေးသားမီးတွေကအကျမကြီးမညံ့ဘူး။ဒါကြောင့်ပျော်ပျော်နေစိတ်ချမ်းသာအောင်နေတောကတွေကိုဖြည့်သိမ့်နိုင်အောင်ကြိုးစားပါ။တင်းနဲလား။တင်းလားသားမီးတွေအနေနဲ့အကျမကြီးအညံ့အဆိုးထောင်တော့ရှိစက်ခုံမှာမရှိပါဘူး။နဲပါတယ်။အကျမကြီးနဲ့ပတ်သက်ပြီးအရန်ကြီးဆိုးနေတာမျိုးမရှိဘူး။တခုပဲအရက်သေးတာတော့မတည့်ဘူး။ အရက်တောက်တက်တဲ့အရက်ကိုအမြဲတစေတောက်နေတဲ့ပွဲရှင်ရဲ့ပုံမူပြီးတော့လူမှန်းသူမှမသိအောင်တောက်တက်တဲ့တင်းလာသားမီးတွေလေဖြတ်တက်တယ်။သွေးစောက်တက်ပြီးအာယုံကျောမှာ သွေးခဲတာတွေအလွန်ဖြစ်နေမယ်။တမန်နေရကောင်းဓမ္မကြီးလိုက်စားမယ်နေတိုင်းစားသောက်မှုမှန်မယ်နော်။ကျမအောင်နေနေတဲ့တင်းလာသားမီးတွေမညံ့ဘူး။နော်အသက်ကြီးလို့80 80ဆံမို့လို့အရွယ်လုံလို့တော့သူနားမဲ့အရွယ်အိုအားမဲ့အရွယ်နော်ဒီအရွယ်မို့လို့နားတာကိုမပြောဘူးနော်။တမန်အားဖြစ်ဆိုရင်ကျမကြီး တဲလာသားမိတွေကအရန်ကြီးစိုးမနေဘူးထောင်သောက80ခုမှာကောင်းတယ်လို့တောင်ပြောလို့ရတယ်။ကောင်းတယ်လို့တောင်ပြောလို့ရတယ်။ဒါတော့ကျမကြီးနဲ့ပတ်သက်ပြီးတဲလာတွေကအရန်ကြီးစစ်ဘူးစိတ်ရောရမယ်ဟာမဟုတ်ဘူးစိတ်ညစ်ရမယ်ဟာမျိုးတော့မရှိဘူး။ဒါပေမဲ့ကိုကိုတိုင်းအရက်သေးတာတောက်စားမယ်လေဖြတ်နိုင်တဲ့တက်စာတွေစားမယ်ဆိုရင်တတိထားပါအဲ့ဒီရရှိပါတယ်။နောက်ပြီးတော့ကျွန်တော်တို့သွားအောင်အင်္ဂါအင်္ဂါသားမိကျွန်တော်လည်းအင်္ဂါပဲထောင်သောက်86ကတိတ်ပြီးတော့ကျမကြီးညံ့တာပဲ80ခုမှာကောင်းပြီလားကျွန်တော်ကကျွန်တော်ပြန်ကြည့်တယ်80ခုလည်းမကောင်းသေးဘူးတဲ့ အညံ့ကအချိန်ပါနေတော့အဲ့တော့ကျွန်တော်တို့အတွက်ဒီနှစ်ကလည်းအရင်မျောလင်းချက်မရှိဘူးဟောအင်္ဂါသားမီးတွေအတွက်ကျန်တဲ့အင်္ဂါသားမီးလည်းပါတာပေါ့ဗျာအမှန်ရင်ဖွားစားတာပါညံ့နေတယ်ရောက်တဲ့အတပိုင်းချားတွေပါညံ့နေတယ်လူကတော့ပုံညံ့တာပေါ့ဒါပေမဲ့နှစ်ကလောက်တော့အရင်ကြီးမဆိုးတော့ဘူးနည်းနည်းညော့သွားတယ်မနေ့က85 80ကျော်ကနုံးလောက်အင်္ဂါသားမီးတွေကကျမ်းမာကြီးညံ့ကြတယ်ဒီနှစ်မှာတော့40ကျော်ကနုံးလောက်ပဲညံ့တော့တယ် မဆိုးဘူးပေါ့မနေ့ကတော့တော့မဆိုးတော့ဘူးဒီနေ့ကဒါပေမဲ့ကျမကြီးနဲ့ပတ်သက်ပြီးတော့တရားရဂိုင်တော့ကောင်းတယ်လို့ပြောလို့မရဘူးဒါကြောင့်အင်္ဂါသားမိတွေကကျမကြီးဆက်လက်ဆက်လက်ညံဖွင်းပွဲရာရှိနေဒုံမဲလို့ပရမဟုဆိုတာပြောချင်ပါတယ်မပေါ့နဲ့ကျမကြီးလိုက်စားပါအဲလိုက်စားပါလေ့ကျင့်ခန်းတွေလုပ်ပါအေးရေးပြမခံပါနဲ့နော်ဒါလေးတွေကျွန်တော်ပြောလို့ပါတယ်ငါရပြီးတော့ကျွန်တော်တို့တော့တော့ဗုဒ္ဓဘုရားသမီးတွေအဲ့တော့ဗုဒ္ဓဘုရားသမီးတွေအနေနဲ့ဒီနေ့မှာ ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအကုန်လုံးချွတ်ချော်ပါတယ်။ Yahoo မပါဘူးနော်။ Yahoo ကနည်းနည်းတက်တာတော့ Yahoo ထဲမပြောဘုဒ္ဓဖူးနဲ့ Yahoo မှာ Yahoo ကနည်းနည်းကြမ်းမာကြီးကောင်းတယ်။ဘုဒ္ဓဖူးကမကောင်းဘူးလို့ဆိုလိုတာ။အဲ့တော့ဘုဒ္ဓဖူးသားမီးတွေအနေနဲ့ကြမ်းမာကြီးဂျိုးရုတ်ရော့နေတယ်။ကြမ်းမာကြီးနဲ့ပတ်သက်တဲ့ဂျိုးတွေမကောင်းဘူးလို့ပြောတာ။နော်။ရုပ်ပိုင်းဆိုင်ရာအားနည်းတယ်ဆိုတော့ပင်မန်းတာမျိုးနည်းနည်းလေးပို့ပြီးတော့လို့ရှာရှာလို့ရင်မောလာတာမျိုးခန္ဓာကိုယ် physical အားဖြင့်ဝါလာတာမျိုး ပိန်သွားတာမျိုး ရုပ်ပိုင်းဆိုင်ရာမှာအားနေလာတယ်။အရင်ကြီးအရင်ကတော့ပယ်မန်းမခံနိုင်တော့တာမျိုးရင်းတော့ဒါလေးထမ်းလိုက်ပြီးပြုတ်လိုက်ဘာမှမဖြစ်အခုနည်းနည်းလေးထမ်းလိုက်တာနဲ့မောတာမျိုးလမ်းလေးဝိုးဝေးလေးရှောက်လိုက်တာခဏလေးပြေးလိုက်တာနဲ့ခန္ဓာကိုယ်ကနည်းနည်းလေးဟိုက်လာတာမျိုးဒီလိုမျိုးဖြစ်တတ်တယ်လို့ပြောတာ။စိတ်ပိုင်းဆိုင်ရာတော့နည်းနည်းလေးဟိုအချောင်းကန်နေပါညံ့တာဖြစ်တဲ့အတွက်စိတ်ပိုင်းဆိုင်ရာပါနည်းနည်းလေးအားနေတယ်။စိတ်ညစ်ရာတွေရှိတော့ကျန်းမာရေးပါရုပ်ရော့လာတယ်။ဒါကြောင့်ဗုဒ္ဓဘုရားမိတွေနဲ့ကျန်းမာရေးအားနေချက်1389မှာရှေ့ကိုရှိနေသေးတယ်။သာသာပရိသားမိတွေ ဂျာရီတာမီနေတော့ဂျာမာရီနဲ့ပတ်သက်ရင်အထူးသဖြင့်ကျွန်တော်တို့သိထားရမယ့်ကိစ္စကဘာလဲဆိုတော့ဂျာမာရီကဒီနှစ်မှာအရင်ကြီးမကောင်းသေးဘူးရဂျာရီတာမီတွေကနော်ယာဟူတို့အားမကောင်းဘူးအားနေချက်ရှိတယ်အဲ့တော့ကိုယ့်ရဲ့အတက်တက်ချိုရုပ်ရော့တယ်အတက်တက်ချိုရုပ်ရော့တယ်ဆိုတာဘာလဲဆိုတော့ဒီတိုင်းကြီးဂျာမာရီတော့ညံ့နေတာမျိုးမဟုတ်ဘူးနော်ဂျာမာရီနဲ့ပတ်သက်ပြီးဒီတိုင်းကြီးတော့စိုက်ဆိုးနေတာမဟုတ်ဘူးမဖြစ်ရင်မဖြစ်ဘူးဖြစ်ရင်ဂျာမာရီကြာတာမျိုး ယောဂဖြစ်လို့ဆေးကုရင်လဲချက်ချင်းမသက်တာတာမျိုးနည်းနည်းကြာတယ်ဗောဗျာယောဂဖြစ်နေတာကြာတယ်ကုရင်ချက်ချင်းမပြောက်ဘူးခဏပြောက်လဲပြန်ပေါ်လာလဲအကင်းမသေးဘူးဒီလိုမျိုးတွေဖြစ်တတ်တာကြာပြီသားမိတယ်နော်တောက်ကြသားမိတယ်ကျမကြီးကောင်းပါတယ်ကျမကြီးစိတ်ပူကြအရင်ကြီးမရှိဘူးကျမကြီးနဲ့ပတ်သက်ပြီးအရင်ဟိုစိတ်ညစ်စရာအရင်ကြီးမရှိဘူး ကျမကြီးနဲ့ပတ်သက်ပြီးအားကောင်းတယ်တခုပဲအရန်ကြီးခရီးသွားလုံးတဲ့လူတွေတတိထားပါရေပြောင်းမြေပြောင်းကြောင့်ကျမကြီးညံ့တာမျိုးယာရီဥသူမတူတဲ့အတွက်ကျမကြီးညံ့တာမျိုးအချို့နေရာတွေမှာဖြစ်တယ်ငှက်ဖျားယောဂါတော့ပါညာဒီသားမှာဖြစ်တဲ့ယောဂါတွေကူးလာတာမျိုးအတော့ခရီးအရန်သွားရတဲ့တောက်ကြသားမိတွေကတော့ကျမကြီးနည်းနည်းဂယူဆိုင်ကမယ်နော်အများနဲ့ကားနဲ့သွားနေရတဲ့လူမျိုးတွေနော်ကုံသေးတွေခရီးသွားပြီးတော့အလုပ်လုပ်ရတဲ့အလုပ်လူမျိုးတွေဟိုဘက်ဒီဘက်ရုံးကိစ္စနဲ့အများနဲ့ခီးထွက်နေရတဲ့သူမျိုးတွေကျမကြီးပိုကူးဆိုင်ပါကျန်တဲ့လူကတော့အရန်ကြီးပူစရာမလိုအရန်ကြီးစိုးနေတာမျိုး မရှိဘူးတခုတော့ရှိတယ်မတော်ဆထိခိုက်မှုကျမရင်မဟုတ်ဘူးเนาะမတော်ဆထိခိုက်လို့ကျမရင်ညာတာအဲ့တော့ accident လို့ကားပြိုင်မောင်းတာတို့ဆက်တွေပြိုင်မောင်းမနာတို့ဆက်ရန်ရရနေလုံနေရတဲ့ဆောက်လို့လုပ်ငန်းကုန်ရလူမျိုးတွေတို့เนาะဆက်ပစ္စည်းတွေလုံနေရတဲ့နိုင်ငံသားမှာလုံနေကြတဲ့ကျွန်တော်မြန်မာနိုင်ငံသားကြီးเนาะဆက်တွေရန်ရရနေနိုင်ငံသားမှာလောက်ရလူဆက်တဲ့လက်ညက်တာတို့နော်တတိလက်လွတ်နမောနမဲဖြစ်တတ်တယ်နှိမ့်ဖြစ်တဲ့အတွက်မတော်ဆဖြစ်တဲ့ကားဒီမှာဆိုလဲမိတ်ပြီးတော့ဘရိတ်နဲ့လီဗာမှားနေလိုက်တာမျိုး စက်ဒီမှာဆိုတဲ့တိုင်ပင်ရိုက်ပြီးဒီမှာဆက်ပြန်ကြတော့မယ်အချိန်မှာလက်ပြန်မနှုတ်မိလိုက်တာမျိုးယောဂါမဟုတ်ဘူးနော်အက်ဆီဒန့်ဒါတွေကိုတောက်ကြသားမိတယ်ကယူဆိုင်ဖို့လိုပါတယ်စနေသားမိတယ်ဒီနှစ်မှာအရင်ကြီးစိုးနေတဲ့ကျမ်းမာရေးအနေထားမျိုးမတွေ့ရအောင်ဒါမဲ့ငံလုံးနဲ့အစားအသောက်ဆက်လုံးနဲ့အစားအသောက်တွေကိုတတ်နိုင်လောက်ရှောင်ပါတတ်နိုင်လောက်ပင်လေစားတွေအရင်မစားပါနဲ့စနေသားမိတယ်ဒီနှစ်မှာနော်ဟော့ပေါ်တွေပါတယ်အရင်ကြိုက်တဲ့စနေသားမိတယ်ချင်းနေမကောင်းပါဘူးအဲ့ဒါကြီးစားရင်ကျမ်းမာရေးညံပါတယ်ပင်လေစားတွေအရင်မစားပါနဲ့ ဆက်လုံးနဲ့ငံလုံးနဲ့အရေးတွေအရင်မစားပါနဲ့ဒါတော့အရက်ပြင်းတွေအရင်မတောက်ပါနဲ့နော်အရက်ဆိုရင်တကယ်ကိုအကောင်းသားအရက်တောက်တာတော့အရက်ပြင်းလုံးနဲ့အရက်တွေမတောက်ပါနဲ့ကိုတောက်မဲ့ဘီယာပါညာဘူးဆိုတော့အကိုဟောများတဲ့ဘီယာတွေမတောက်ပါနဲ့နော်တော့မကောင်းတဲ့ဘက်ကိုရွေ့သွားမှာမို့လို့နော်အဲ့ဒါလေးတွေသတိထားပေးပါစနေသားမီဒီယာပုံမှန်အားဖြင့်တော့ကျမကြီးရရင်မစိုးနေဘူးအဲ့ဒါလေးတွေတော့သတိထားဖို့လိုပါတယ်နော်ဒါတော့ခဏလေးသားမီတွေအတွက်ကျမကြီးကျွန်တော်ဒီမှာရေးနေတဲ့အကြံပြင်းပြောပြတာဖြစ်ပါတယ် ။နောက်ဆိုရင်တော့ထောင်သွား80ကောင်မှာဘသူတွေကြမ်းမှညံ့မယ်ဘသူတွေကောင်းမယ်ဘလူတွေဘလူနေရမယ်ဆိုတာအကြံပြင်းသိသွားလောက်ပြီးထက်မာတယ်။ခနဲ့သားမီတွေအားလုံးနေကောင်းကြမ်းမာပြီးကြမ်းမာရေးကောင်းတာနဲ့အများအခြားစီးပွားရေးလူမှုရေးပညာရေးငွေကြေးတွေလည်းအဆင်ပြေနိုင်ကြပါစေလို့ဆုမကောင်းတောင်းအပ်ပါတယ်ဗျာ။